အဲ့မိမကတစ်ချက်ကြည့်လိုက်ရုံနဲ့ကိုတိလိုက်ပြီးဟိုတစ်ခုတ်သမားဆိုတာခြေတော့မပါတဲ့ရိုးစုကြီးတယုတ်ဆိုတာကိုလေဒါပေမဲ့သူမကတခြားကစားသမားတွေကိုတတိမပေးဘူးရဲ့သူတို့လည်းတစ်ခုတ်သမားခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့ဖနက်ထောင်ပေါင်းများစွာတွေကသူ့ကြိုက်ဆုံးဖနက်တရံကိုရှာပေးရမယ်တဲ့ကစားသမားတယောက်ကလည်းတစ်ခုတ်သမားရဲ့အဝတ်စားနဲ့ကွက်တိလိုက်တဲ့ဖနက်တရံကိုအမြန်ရှာပြီးပေးလိုက်တာပေါ့ပေးလိုက်တာနဲ့တပြိုင်နက်ဒေါသထွက်ပြီးချက်ချင်းလဲပေးညစ်သက်ပြစ်လိုက်တာ အားလုံးလည်းထိတ်လန့်သွားကြတာပေါ့ဒီဂိမ်းထဲမှာတည်ရင်တကယ်တည်တာကိုဒါပေမဲ့စီကန်းက30မိနစ်တိုင်းဖက်နဲ့တည်ရင်ပေးရမယ်ဆိုတော့မပေးရင်အကုန်တည်မဲ့လေ30မိနစ်ပြည့်ခါနေတော့အဲမိမရဲ့ချစ်သူကောင်းလေးကသူ့ရဲ့ပထမဆုံးရေးစားစကားနာထောင်ပြီးအဲမိမကဖက်နဲ့ရွေးပြီးပြီလို့ကိုတစ်ခုတ်သမားကြီးကိုအတန်ကျဲကြီးနဲ့អော်ပြောလိုက်တာတခြားသူတွေလည်းလိုက်អော်ကြတာပေါ့သူတို့မသိတာကအဲမိမကမူလာကဒီထိတ်လန့်စရာပုံမြင်မျိုးတော့ဂိမ်းရဲ့ဘေးရင်မကြီးဖြစ်နေတာကိုမထွက်ဘဝကိုညှင်းဝေးပြီးလူလောကမှာအချစ်ရှာဖို့ မြို့တည်းဖြစ်တဲ့သူ့ယောက်ျားဟောင်းကိုဆုတ်ခွာလာခဲ့တာဒီလိုအမိုက်လူကောင်နဲ့တွေ့ပြီးသူ့ရဲ့ပထမဆုံးရင်းစားနဲ့ပေါင်ပြီးသူ့ကိုအတုံးချဖို့ဒီကိန်းနဲ့ဆွဲသွင်းခံရလိမ့်မယ်လို့ပထင်မလဲလူတိုင်းကရွေးခိုင်းတော့လဲမတက်တာပဲအဲ့မိမကအယူရှင်ဆုံးဖက်နဲ့တရံကိုကောက်ယူလိုက်ရတယ်ဒါကူမြင်တော့ပထမဆုံးရင်းစားကချက်ချင်းလောင်ပြောင်းတာပေါ့ဒီလိုတာမန်ဖက်နဲ့ရွေးတော့နူဖီကိုစော်ကားတာပဲမကြခင်ကြောက်စရာကောင်းအောင်တေတော့မှမလို့လို့ပြောတယ်ဒါပေမဲ့တိခုတ်သမားကြီးကအဖက်နဲ့ကိုမြင်တော့ အားအသင့်သွားတဲ့ပုံပေါက်နေတာအလုံးကမှန်ကန်တဲ့ရွေးချယ်မှုလို့ထင်နေတော့မှာပဲတိခုတ်သမားကြီးကရုတ်တရက်တူလဲပင်ကိုလှမ်းဆွဲပြီးအရှင်းဆုံးဖက်နဲ့ရွေးတာဟာငါ့ကိုစော်ကားတာလို့ဆွဆွဲတော့တာပဲအဲ့မှာအဲ့မိမကလည်းချက်ချင်းပြန်ချီပလိုက်တယ်ရှင်မခြေတော့မှမရှိတာရှင်အမှန်တကယ်လိုချင်တာကတာမန်လူသားဖက်နဲ့တရံပဲလို့ပြောချလိုက်တာဒီစကားကိုကြားတော့တိခုတ်သမားကြီးကပိုးပြီးဒေါသထွက်လာတယ်အဲ့မိမကစီကန်းဖောက်ရင်တတိစီကအဖြစ်ပေးခံရမယ်လို့တတိပေးလိုက်မှကြောက်ပြီးစိတ် မပတ်တပါနဲ့လှုပ်ပေးလိုက်တော့တာအဆင်အောင်တဲ့စုအဖြစ်စေးရီတပလင်းတောင်ပေးလိုက်သေးတယ်လူတွေအားလုံးမနာလိုဖြစ်ကုန်တာပေါ့ပထမဆုံးကြီးစားကဟန်ဆောင်ပြီးပြုံးပြတယ်သူမကန်ကောင်းတာကိုငါအစကတည်းကသိပါတယ်အဲ့ဒါကြောင့်ဖနှက်ရွေးခိုင်းတာပေါ့ငါယုံကြည်ပေးခဲ့လို့စေးရီကိုငါ့ကိုပေးပါလို့တောင်းဆိုတယ်ဒါပေမဲ့အဲ့မိမကဖျန်းခနဲ့နေအောင်ပါအရိုက်ပစ်လိုက်တာ ဒါကိုမြင်တော့ချစ်သူကောင်းလေးကသူ့ရီးစားကိုရိုက်တယ်ဆိုပြီးအဲ့မိမကိုဆူတယ်သူလည်းပြန်ရိုက်ခံလိုက်ရတာပဲဒီအချိန်မှာတခြားကစားသမားတွေလည်းဘေးကနေငြိမ်းမနေနိုင်တော့ဘူးအဲ့ရုပ်မာတဲ့စုံတွဲကိုဝိုင်းပြီးဝေဖန်ကြတာပေါ့မိန်းကလေးကိုအကအွယ်လုပ်ပြီးအခုကျတော့သူ့စီကစေးရပါလူဖို့ကြိုးစားတယ်ပေါ့လေကစားသမားတွေထဲကအနိုင်ကျင့်တတ်တဲ့တယောက်ကအဲ့မိမကိုမျက်နှာချိုးသွေးဖို့ရှေ့ထွက်လာတယ်စေးရကိုသူအရင်တုံးရမယ်ဆိုတဲ့စီကံနဲ့သူ့မကိုကာကွယ်ပေးမယ်လို့ကန့်လန့်နေအဲ့မိမကလည်းချက်ချက် င်သဘောတူလိုက်တဲ့အဲ့ဒီတော့မှအားလုံးငင်းခုန်လာရက်ပြီးခင်းကိုဆက်ကစားကြတယ်မကြခင်မှာပဲသူတို့လူပုလေးတွေရဲ့နေမျိုးကိုရောက်လာပြီးလူပုလေးတွေကသူတို့ကိုနှွေးထွေးစွာဧည့်ခံကြတယ်ဒါပေမဲ့အဲ့မိမကထောင်ချောက်တစ်ခုခုရှိနေတယ်လို့ခံစားနေရတော့မဲတကယ်ပဲညစာစားပြီးတာနဲ့လူပုလေးတွေကသူတို့တဲကတယောက်ကိုမင်းသမီးအဖြစ်ရွေးပြီးခေါင်းတလာနဲ့ထဲပိတ်ရမယ်တဲ့ကံမကောင်းစွာနဲ့ပထမဆုံးရေးစားကမဲပေါက်သွားတယ်ဒါပေမဲ့သူကညှ့လိုက်တာနဲ့ချစ်သူကောင်းလေးကချက်ချင်းပဲအဲ့မိမကိုသူ့အစားခေါင်းတလာနဲ့ဝင်ဖို့တောင်းဆိုလိုက်တော့တာပါပဲ